ားလုံးမင်္ဂလာပါအဲဒီနေ့ကျွန်တော်ပြထားတဲ့ခေါင်းစဉ်ကတော့လဲလင်ပြန်ထလူဘဝဆိုတဲ့ခေါင်းစဉ်လေးပြထားပါတယ်အဲကျွန်တော်တို့လူလောကမှာဖြတ်တမ်းမဲ့လူသားတွေအတွက်ကတော့လဲလဲမှုတွေပေါ့နော်လဲကြမှုတွေပြိုလဲမှုတွေစိတ်တကြမှုတွေကဘဝမှာကြုံကြုံရမှာပါနော်အဲကျွန်တော်တို့တော်တော်များများ လူသားတွေရဲ့ကျင့်ရှိတာကအဲဒီဒုက္ခတွေဒီဆင်းရဲတွေမကြုံပါစေနဲ့ဆိုပြီးတော့ကျွန်တော်တို့ဆုတောင်းကြတယ်ဒါတော့ကျွန်တော်အနေနဲ့ဆိုရင်တော့ ျွန်တော်ဒီစုတောင်းကိုမကြုံပါစေနဲ့ဆိုကျွန်တော်မစုတောင်းဘူးပေါ့နော်ကျွန်တော်ကတော့ကြုံတဲ့အခြေဒီမှာဖြတ်တန်းနိုင်တယ်ဆိုတော့ပေးသနာတော်မူပါဆိုပြီးတော့ကျွန်တော်အရှင်းတယ်မှာကျွန်တော်စုတောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ခံယူထားတာကလဲကြမယ်ပြန်ထားဖို့လိုတယ်အဲအကြောင်းကျွန်တော်တို့လူဘဝမှာအဲအမြင်နဲ့ကျွန်တော်တာယာတဲ့ဤဤဖြစ်မှာမဟုတ်ဘူးခက်ခဲတဲ့ဤဤကမုချကျွန်တော်ကြုံရမယ်ဒါလူပွားပဲအဲ့တော့ကျွန်တော်တို့ဒီမိတ်ဆွေတွေထဲမှာလက်ဝတ်ပွဲကြည့်ဦးတဲ့လူတွေတည်မှာပါเนาะ ။အဲကျွန်တော်လက်ဝတ်ဘွဲတစ်ခွဲမှာရှုံးသွားတယ်ဆိုဒီဆိုတာပြန်ဘွဲကိုရှုံးသွားတယ်ဆိုတာညမှာဘေးရှင်ညံ့ရှုံးသွားတယ်ဆိုတော့ပြန်မထမ်းနိုင်လို့အချိန်ကြာရှုံးသွားတာပဲ။အဲကျွန်တော်တို့လူဘွားမှာလည်းဘွားကိုရှုံးမပေးဘဲနဲ့ပေါ့နော်။လဲရင်ပြန်ထလူဘွားအတိုင်းပဲကျွန်တော်တို့ခံယူပြီးတော့ဘွားမှာရေကျွန်တော်တို့ကြိုးစားတင်နေကျွန်တော်လေးဒီမျိုးပဲခံယူထားတယ်ဒီ concept လေးပေါ့နော်ဒီချိတ်ဆက်စဉ်းစားလို့ရတဲ့အရာလေးမိတ်ဆွေတို့လည်းမိတ်ဆွေတို့တွေ့နေမြောင်မြောင်သာစဉ်းစားပြီးတော့ လေးလင်ပြန်ထားလူ့ဘဝကိုဖျက်ဆီးနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်။ကျေးဇူးတင်ပါတယ်။